င်္ဂလာပါရှင် အပတ်စစ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVS Matter Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးကဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဘုဒ္ဓတရေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့မလေးရှားနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တွေကတခုဖြစ်တဲ့ University Putra Malaysia မှာပညာသင်ကြားနေတဲ့ရန်ကုန်မှာတော်တဲ့ကျောင်းသားလေးတယောက်ဖြစ်တဲ့ Steve ကိုဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါ Steve ပြေမင်္ဂလာပါ โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Steven ရောမှာကိုလက်ရှိကျွန်တော်မလေးရှားမှာပေါ့เนาะအဓိကကျွန်တော်တို့ဒီဒုတိယအကောင်ဆုံးသော Public University တစ်ခုဖြစ်တဲ့မာမန်ရှင်းလောက်သွားတဲ့ကျွန်တော်တို့ University Putra Malaysia UPM မှာကျွန်တော် Bachelor of Environmental Management with Honors ကိုတက်ရောက်ပြီးတော့ပညာသင်ကြားနေရဖြစ်ပါတယ်ဒါပြင်မှာပေါ့เนาะကျွန်တော်ရဲ့ဒီအလုပ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းဒါ SUM ရဲ့ဒီ Environment and Sustainability Center ပေါ့เนาะဒီ center ကလည်းကျွန်တော် head အနေနဲ့ဦးဆောင်နေရမျိုးလေးရှိတယ်ဒီ Environmental Education ဘိုင်းကိုအဓိကလောက်ဆောင်နေရမျိုးလေးလည်းရှိပါတယ်အာဒါအပြင် ဖို့ပဲပေါ့နော်ကျွန်တော်တို့ you internet မြန်မာမှာဆိုလို့ရှိရင်လည်းဒါ deputy director အနေနဲ့ကျွန်တော်တို့မြန်မာလူငယ်တွေ higher education ပညာရေးလမ်းကြောင်းတွေရှာဖွေကြတဲ့နေရာမှာ study abroad aim တ်တွေအကောင့်ထပ်ပေါ်ကြတဲ့နေရာမှာပို့ပြီးတော့မှလွတ်လွတ်ကူကူပေါ့နော်လက်လက်မီစေနိုင်ဖို့အတွက်ကျွန်တော်ဝန်ကြီးပံ့ပိုးပေးနေတာမျိုးလေးတွေပါရှိပါတယ် အာဆိုတော့ကျွန်တော်ရဲ့ဒီ academic journey လေးရှိရပါဆိုတော့ academic journey လေးကတော့နည်းနည်းလေး unique ဖြစ်တယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ first bachelor program ဒီအာဒီ Yangon Technological University ပေါ့နော်ကျွန်တော်တို့ YTU လို့ခေါ်တယ်အရင်တော့ကတော့ကျွန်တော်တို့ RIT ကျွန်တော်တို့အာအလိုမျိုးလေးခေါ်ခဲ့တာမျိုးလေးရှိရပါဆိုတော့ Yangon Technological of Technology ဆိုပြီးတော့ကျွန်တော်တို့ခေါ်ခဲ့တာမျိုးလေးရှိတယ်အဲ့ဒီမှာကျွန်တော်ကဒီ Mechatronics Engineering ကိုပထမဆုံးကျွန်တော်ရဲ့ bachelor program နဲ့တက်ရောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီ field မှာပေါ့နော်အထူးသဖြင့် engineering field မှာကျွန်တော်က math ပိုင်းမှာအရင်ကျွမ်းကျင် နေသူမဟုတ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်ဟိုအခက်အခဲလေးကြုံတာမျိုးလေးရှိတယ်ကိုကဒီ engineering freedom မှာတကယ်ကို passionate ဖြစ်တာမျိုးလေးမဟုတ်ဘူးဆိုရဲဟာကိုပေါ့နော် realize ဖြစ်လာတယ်တည်လာတဲ့အချိန်မှာကျွန်တော် new passion ရှာရင်းနဲ့ပေါ့ပေါ့နော်ကျွန်တော် Roman Group Rangers ဆိုတဲ့ဒီ environmental program လေးကို join ပြခဲ့ပေါ့နော်ဆိုတော့ join ပြခဲ့လိုက်ပြီးတော့မှကျွန်တော်နောက်ပိုင်းဒီ covid တွေဖြစ်တဲ့အချိန်ကြီးမှာကျွန်တော်ဒီ environmental ဘိုင်းကိုအရင်စိတ်ဝင်စားသွားတယ်စိတ်ဝင်စားပြီးတော့မှကျွန်တော် voluntary လုပ်တယ်အလုပ်တွေလုပ်တယ်ဒီ nepal ထဲမှာပေါ့နော်ကျွန်တော် design map map စူးစမ်းပြီးတော့မှဒီ green paper exposure တွေဒီ experience တွေကိုအများကြီး collect လုပ်ခဲ့ပေါ့เนาะဆိုတော့ဒီနောက်ပိုင်းမှာလည်းပဲကျွန်တော်ဒီ American Center ရဲ့ yang uh, American Center yang kuma ပေါ့เนาะကျွန်တော် volunteer officer ni. Nanti အနေနဲ့တနေ့ကျော်လုပ်ခဲ့တယ်ပြီးလို့ရှင်တော့ကျွန်တော်တို့ရဲ့ဒီ Initial and from the club ye. president ni yang tahu Tahu juga juga tu kan? dah အနေနဲ့ကျွန်တော်တောင်းယူခဲ့သေးတယ်ပေါ့เนาะတောင်းယူခဲ့ပြီးတော့မှကျွန်တော် US government ကနေပြီးတော့မှသူတို့ funded program တစ်ခုဖြစ်တဲ့ကျွန်တော်တို့ကတော့ uh, YC asyik လို့ခေါ်ရပေါ့เนาะဆိုတော့အရှိကတော့ကျွန်တော် uh, Young Southeast Asian Leaders Initiative ပေါ့เนาะဆိုတော့ဒီ YC လေး program ni boleh uh, လေးကိုလည်းကျွန်တော် fellowship program ni jano, de, na, jano, ru, ni boleh aku လေးကိုလည်းကျွန်တော်ရှောက်ခဲ့တယ်ရှောက်ခဲ့ပြီးလို့ရှင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုကူစားပြုပြီးတော့ University of Montana မှာကျွန်တော်တွားရောက်ပြီးတော့မှဒါ uh, expansion အနေနဲ့ပေါ့နော်ကျွန်တော် exchange program အနေနဲ့ academic exchange နဲ့တော့ပြီးတော့မှလေ့လာခဲ့တာမျိုးလေးလည်းရှိပါတယ်ဆိုတော့ဒီ program မှာကျွန်တော်အာ academic lecture series ကနေတဆင်ပေါ့နော်ပညာယူခွင့်နေရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ program ကြီးခုနက mention လုပ်သားသလိုပဲ Southeast Asian ဘက်က leader တွေအထူးသဖြင့် ASEAN နိုင်ငံ17နိုင်ငံမှာ leader တွေအဓိက fellows တွေကလာပြီးတော့မှကျွန်တော်တို့နဲ့အတူတူပေါ့နော် exchange လုပ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အထွေအကြုံတွေကျွန်တော်တို့ fellow တွင်ရရတယ်ပြီး expression trip တွေပေါ့နော်ဒီလိုမျိုးတွေသွားခဲ့တယ် has experience တွေအလုံးဝ unforgettable ဖြစ်တဲ့ memory တွေလည်းအများကြီးရခဲ့ပေါ့ဆိုတော့အဲ့ဒါကနေပြီးတော့မှကျွန်တော်ကဒီ Mindshift program ကိုသွားပြီးတဲ့နောက်မှာကျွန်တော်ရဲ့အပြောမယ်ဆိုလို့ရှိရင် life changing decision တစ်ခုပေါ့နော်ကျွန်တော် ဲ့ဘောတစ်စီကိုပြောင်းလဲသွားနိုင်မဲ့ decision တစ်ခုဖြစ်တဲ့ဒီ5နှစ်တာ engineering studies ကိုကျွန်တော် YTU မှာတက်ခဲ့တဲ့ဟာကိုဆွလုပ်ပြီးတော့မှရနာလိုက်ပြီးတော့မှကျွန်တော် environmental field ကိုအခြေစုံပြစ်ပြီးတော့မှဝင်ဖို့ဒီ environmental management ကိုကျွန်တော်တို့လေ့လာဖို့အတွက် second bachelor ဒီနဲ့အစကနေပြန်စပြီးတော့မှလေ့လာဖို့အတွက် decision ချနိုင်ရဲ့ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေပြီးလို့ရှိရင်ကျွန်တော်ရဲ့ academic journey လေး environmental journey လေးကဘယ်လိုမျိုးအစပြုခဲ့ရဲ့ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြတာဖြစ်တယ်ပေါ့နော် ီ university ကိုရွေးချယ်ဖြစ်ခဲ့ပုံပြီးတော့လို့ရှိရင်တခြားကောဒီ interview ကိုကြည့်နေတဲ့လူတွေအတွက်ဆိုရင်ဒီ university ကိုဝင်ရောက်အဲ join နေတဲ့လူတွေပေါ့နော်ဒီလူတွေအတွက်ဆိုရင်ရောဘယ်လိုအကြံပြုပေးချင်လဲဒီပြောပြပေးပါအောင်ရှင့် อ่าโอเคป่ะจํารู้ University ปะเนาะ University Putra Malaysia လို့ခေါ်ပါတယ် UPN ကတော့ကျွန်တော်တို့ဒီ Malaysia မှာဆိုလို့ရှိရင်ပေါ့เนาะအဲဒီ second ပေါ့เนาะဒုတိယအကောင်ဆုံးသော University Public University နဲ့ကျွန်တော်တို့ ranking ချိန်တဲ့ University ဖြစ်ပါတယ် World ranking ဆိုလို့ရှိရင်လည်းကျွန်တော်မှတ်တမ်းမှာမအောင်ဆိုလို့ရှိရင်ကျွန်တော်တို့2023မှာဆိုရင် World ranking 1 2 3ပေါ့เนาะ123အဆင့်မှာကျွန်တော်ချိန်ခဲ့တဲ့ University တစ်ခုဖြစ်တော့ကျွန်တော်တို့ prestigious တွေဖြစ်တဲ့အရင်တော့ဒီ UPN ရဲ့ founded ဖြစ်ခဲ့တဲ့ institution ကကျတော့ကျွန်တော်တို့ Patanian ပေါ့เนาะဒီကတော့ Blue College ဆိုလို့ရှိရင် University င်အနေနဲ့စပြီး you လုပ်ခဲ့ရဖြစ်တယ်နောက်ပိုင်းမှာဒီ faculty တွေအများအများတိုးချဲ့ပြီးတော့ပါပေါ့နော်ကျွန်တော် UPM မှာဆိုလို့ရှိရင်ကိုလက်ရှိ faculty တွေအများမျိုးစုံရှိနိုင်တယ်ပေါ့နော်ကျွန်တော်တို့ SPE လို့ခေါ်တဲ့ဒီ School of Business and Economics ရဲ့ပုံစံမျိုးလေးရှိတယ်ကျွန်တော်ရဲ့ faculty ဖြစ်တဲ့ Faculty of Forestry and Environment ပေါ့နော်ဆိုတော့အဲဒီအကြောင်းမျိုးလေးရှိတယ်ပြီးရင် Agricultural University ကနေစသဖြင့်ကရဖြစ်တဲ့အတွက် Agriculture faculty လည်းနာမည်ကြီးရပေါ့နော်ဆိုတော့ကျွန်တော်တို့အကြောင်းမှာတော့ဒီလိုမျိုး Environmental ဘိုင်းနဲ့ပတ်သက်တဲ့ဘာသာရပ်တွေအဒီ Life Science နဲ့ပတ်သက်တဲ့ဘာသာရပ်တွေ Biotechnology လို့ပတ်သက်တဲ့ဘာသာ ာရဲ့ဒီပြီးလို့ရှိရင် engineering faculty လည်းရှိတယ်ဒီ business school ဆိုလို့ရှိရင်လည်း one of the best uh, business school in malaysia ပုံစံဆိုတဲ့ပုံစံမျိုးလေးတော့ရှိရပေါ့ဆိုတော့ဒီအကြောင်းမှာကျွန်တော်တို့ဝင်ခွင့်ရဖို့ရှောက်ဖို့ဆိုလို့ရှိရင်တော့ဒီ malaysia ရဲ့ education လေးကိုကျွန်တော်တို့အနေနဲ့လေးဒီ context လေးသိထားဖို့လိုမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ malaysia ကဆိုလို့ရှိရင်ကျွန်တော်တို့အာဒီ singapore ပြီးလို့ရှိရင်ပေါ့နော် asian မှာဒီပညာရေးအကောင်းဆုံးသောဒီနိုင်ငံတစ်ခုထဲမှာလည်းပါဝင်တယ်အဖက်ဖက်ကနေလည်း development ဖြစ်နေတဲ့နိုင်ငံမျိုးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ public institution တွေပဲဖြစ်ဖြစ်ဒီ private institution တွေပဲဖြစ်ဖြစ် ြစ်သူက quality education ကိုတကယ် offer လုပ်နိုင်အောင်တကယ်ပေးနိုင်အောင်လို့သူတို့ကနေပြီးတော့မှကျွန်တော်တို့ဟိုလှုပ်ဆောင်ထားတာမျိုးလေးဖြစ်တယ်ပေါ့နော်လှုပ်ဆောင်ထားတာမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကကျွန်တော်တက်နေတဲ့ Baptist University ဆိုလို့ရှိရင်တော့ဒီ admission requirement တွေဒီအနေနဲ့ဒီပို့ပြီးတော့မှမြင်တယ်ကျောင်းသားတွေဘက်ကနေပြီးတော့မှအတီချာလေးပြင်ဆင်ပြီးတော့မှရှောက်ရတယ်ဆိုတော့ပုံစံလေးလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ကဆိုလို့ရှိရင်တော့ဒါပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ရှေ့မှာကျွန်တော်က fresh bachelor တစ်ခုကိုတက်ထားခဲ့ပြီးတာဖြစ်နေပြီအပြီးတော့ကားနေတိကျွန်တော်ပြီးထားတယ်ပေါ့နော်ဆိုတော့ဒီအဲ့ဒီ transcript တွေကျွန်တော်အကုန်လုံး submit လုပ်ရတယ်တင်ရတယ်ပြီးကျွန်တော်အရင်တုန်းက7000ပေါ့နော်အ ော့ matriculation ရတဲ့ certificate တွေတော့ကျွန်တော်ရဲ့ဒီ English proficiency ပေါ့နော်ဆိုတော့အဲဟာမျိုးလေးတွေအကုန်လုံးသင်ပြပေးရတယ်အဓိကအဖြစ်တော့ဒီ Malaysia ရဲ့ဒီ first year of the bachelor program ကိုတက်ရောက်မယ်ဆိုလို့ရှိရင်သူကဘာ requirement အနေနဲ့ရှိလဲဆိုတော့12 years of the education က period ပေါ့နော်အရင်ပြီးထားမယ်ဆိုပုံစံမျိုးလေးဖြစ်တယ်12 years of the education လို့ဆိုတာမှာကျွန်တော်တို့ကဘယ်လိုမျိုးလေးလဲဆိုတော့ အကျွန်တော် context နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြန်မှာ set အဲ ठी ပြီးထားတယ်ပြီးတော့ကျွန်တော် technical unit တက်ထားတယ်ဆိုတော့ဟာမျိုးလေးကိုကျွန်တော်ကဟို solid ဖြစ်ဖြစ်ပေါ့နော်ပြနိုင်တဲ့အချိန်ကြတော့မှသူ့ဘက်ကနေပြီးတော့ admission arrangement ကိုစပြီးတော့မှစဉ်းစားပြည့်ဆိုပုံစံမျိုးလေးဖြစ်တယ်ကျွန်တော်ရဲ့ English proficiency level ပေါ့နော်ကျွန်တော်တို့ကဆိုလို့ရှိရင်တော့ TOEFL ကိုဖြည့်ခဲ့တယ် IELTS TOEFL ပေါ့နော်ဒီဒီနှစ်ခုထဲကတစ်ခုကိုရွေးချယ်ပြီးတော့မှဖြည့်လို့ရတယ်ဒီဟာလေးတွေကိုတခြားလေးပြင်ဆင်ပြီးပြီးတော့မှကျွန်တော်တို့ qualification လေးတွေကိုလည်းကောင်းကောင်းပြီးပေါ့နော်ကျွန်တော်တို့အာ ပြနိုင်တယ်ဆိုတဲ့အချိန်ကျတော့မှ submit လုပ်နိုင်တယ်ဆိုတော့မှအကြောင်းဘက်ကနေပြီးတော့မှဒီ admission ကိုစပြီးတော့မှစဉ်းစားပြီးမှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအဘယ်လိုပြောရမလဲဒီ public institution တွေကိုရှောက်တဲ့နေရာမှာတော့သူက international ចောင်းသားတွေကို accept တော့လုပ်တယ်လက်ခံတယ်တော့ပြီဆိုညာကျွန်တော်တို့ local ចောင်းသားတွေကိုပြီးတော့မှ prioritize ထားတယ်ပေါ့နော်ပို့ပြီးတော့မှဥစားပေးပြီးတော့ကိုယ်တလေးတွေခြားထားမှုပုံစံလေးရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် international ចောင်းသားအနေနဲ့ဆိုရင်ကိုယ့်ရဲ့ profile ပေါ့နော်ကိုယ့်ရဲ့ academic portfolio ကို strong ဖြစ်နေတဲ့အချိန်ကျတော့မှကျွန်တော်တို့ရှောက်တယ်ဆိုလို့ရှိရင်ဝင်ခွင့်ရဖို့အတွက် chance များမှာဖြစ်ပါတယ် အာပြီးလို့ရှိရင်တော့ကျွန်တော်အကြောင်းမဟုတ်ဘူးเนาะတခြားသောဒီအာ public private institution တွေမှာလည်းသူရဲ့အာသက်ဆိုင်ရာလိုအပ်ချက်လေးတွေကိုကိုယ့်ဘက်ကနေပြီးတော့မှာပေါ့တက်နိုင်တော့ပြင်မြအောင်ပြင်ဆင်ထားတယ်ဆိုလို့ပြီးတော့မှာရှောက်တယ်ဆိုရင်တော့ပို့ပြီးတော့မှာ admission ရဖို့အတွက်ခွင့်အရန် land လေးပို့ကောင်းမယ်ဆိုပြီးတော့မှာကျွန်တော်အကြံပေးပေးခြင်းတယ်ပေါ့เนาะဟုတ်လက်ရှိ state ဦးဆောင်နေတဲ့အပိုင်းလေးပြပြပေးပါတော့အခုဆိုလို့ရှိရင်ဒီဒီ environmental sustainability အာ center လာအဲ့ဒီဥစ္စာရဲ့ပြီးွားရင်ဒီ UNO lab ဒီအကြောင်းလေးတွေရယ်ပြီးရင်ဒီကနေပြီးတော့မှရလာမယ့်အခွင့်အရေးလေးတွေကိုလူငယ်တွေသိပါအောင် message လေးပေးပါအောင်ဟုတ် อ่าโอเคပါဆိုတော့ကျွန်တော်ကတစ်ဖက်မှာចောင်းတက်နေတဲ့အလုပ်တွေလည်းအများကြီးလုပ်နေပေါ့เนาะတန်နိုင်ဆုံးជួសារပြီးတော့มาအာလုပ်နေရမျိုးလေးရှိတယ်ဆိုတော့ကျွန်တော်ကကျွန်တော်စိတ်ဝင်စားတဲ့ဘာသာရပ်တည်တည်ကျွန်တော်စိတ်ဝင်စားတဲ့ passionate ဖြစ်တဲ့ feel တွေဒီဒီ environment ဘိုင်းရယ်ပြီးလို့ရှိရင် education ဘိုင်းရယ်လို့ပြောလို့ရတယ်ပေါ့เนาะဆိုတော့ကျွန်တော်ကဒီ environmental education ဘိုင်းကိုလည်းအရင်စိတ်ရထက်တယ်ဟိုအများကြီး contribution တွေလုပ်ပေးနိုင်ဖို့အတွက်လည်းជួសារရယ်ပေါ့เนาะအဲအကြောင်းမလို့ကျွန်တော်လေ့လာနေတဲ့ဘာသာရပ်တည်လေ့လာခွင့်ရနေတဲ့ဘာသာရပ်တည်အကြောင်းအရာတွေပေါ့เนาะကျွန်တော်မြန်မာလူငယ်ចောင်းသားတွေဦးလည်းညှောက်ဝေပေးခြင်းလေ့လာခွင့်ရအောင်ကျွန်တော်ချိတ်ဆက်ပြီးတော့มาလှုပ်ဆောင် ေးခြင်းနဲ့ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့အခုလက်ရှိမှာဆိုလို့ရှိရင်ဟောဒီ Environment and Sustainability Center ပေါ့နော်ဆိုတော့ ESC မှာကျွန်တော်အဓိကဥဆောင်ပြီးတော့မှာ head အနေနဲ့လုပ်ဖြစ်နေရမျိုးလေးရှိရဲကျွန်တော်တို့ center ကတော့ပေါ့နော်အဓိကအဖြစ်သူ့ရဲ့ name လေးတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘာဝသဝင်ကျင်ဆိုင်ရာပညာရေးတည်ဖြစ်တဲ့ဒီ Environmental Sustainability Studies ပေါ့နော်ပြီးလို့ရှိရင် Environmental Quality Management and Waste Management and Biodiversity and Conservation and Environmental Economics Sustainable Tourism ပေါ့နော်အစားရှိတဲ့ဘာသာရေးအခွဲတွေအများကြီးကိုကျွန်တော်တို့အကျောင်းသားတွေပေါ့နော်လာရောက်ပြီးတော့မှလေ့လာသင်ကြားနိုင်ဖို့ internet intensive course တွေကိုဖွင့်လှစ်ပြီးတော့မှသင်ကြားပေးနေကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အခုအာလာမယ့်ပေါ့နော်2025နှောင်းပိုင်းလေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ diploma program လေးကိုစတင်မိတ်ဆက်ပြီးတော့မှပေါ့နော်ကျောင်းသားရည်ရှိကိုချပြပေးနိုင်ဖို့ကျွန်တော်တို့ ESC team တစ်ခုလုံးကစူးစမ်းနေတဲ့ပုံစံမျိုးလေးလည်းရှိတယ်ပေါ့နော်ဆိုတော့အားလုံးကိုလည်းကျောင်းသားတွေအများကြီးဆောင်ရွက်ပေးကြအောင်လို့ကျွန်တော်စီစဉ်စကားလေးပါပါခြင်းတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ education sector ပေါ့နော်ဆိုတော့ education sector ဆိုတော့ကျွန်တော်ကိုယ်တိုင်မျိုးလည်းပဲပေါ့နော်ဒီ higher education pathway တွေ opportunity တွေကိုကျွန်တော်တို့ explore လုပ်ရတာ အရင်သဘောကျတယ်ပြီးဆွေးနွေးပြရတာမျိုးပြီး knowledge sharing လုပ်ပြရတာမျိုး experience တွေ share လုပ်ပြရတာမျိုးအဲ့ဟာလေးတွေကိုအရင်အရင်သဘောကျတယ်ကိုယ်တိုင် level ပေါ့နော်ခု Malaysia မှာ study abroad လုပ်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ you internet မြန်မာရဲ့ deputy director အနေနဲ့ဟောပေါ့နော် education consultant တယောက်အနေနဲ့ဟောကျွန်တော်ကဒီ study abroad လုပ်ဖို့တရားထက်သင်ကြတဲ့ email လေးတွေကို and forward လုပ်ပေးဖြစ်တယ်အာကျွန်တော်တို့ကဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော် study abroad လုပ်ဖို့စပြီးစဉ်းစားတဲ့အချိန်မှာဆိုလို့ရှိရင်လည်း research တွေအများကြီးလုပ်တယ်ကျွန်တော်ဘယ် fee ကိုလေ့လာနေတာလဲအာတိသွားပြီးကျွန်တော် informative fee ကိုသိဝင်စားတယ်ဒါပေမဲ့ဘယ်လို ုမျိုး specialization ပေါ့နော်ဘယ်လိုမျိုး major အခွဲလေးတွေကိုကျွန်တော်တို့ဘယ်မိုင်းငန်းမှာသင်ယူနိုင်မလဲဘယ်လိုမျိုးဘွဲတွေရိုက်ယူနိုင်မလဲဆိုတဲ့ဟာမျိုးလေးတွေတော့ကျွန်တော်တို့ share up ပြမိရမြန်အများကြီးလုပ်ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်ကတော့ဒီကျွန်တော်ရဲ့သဘောအကျဆုံးဖြစ်တဲ့ကျွန်တော်နဲ့အကိုင်ညီဆုံးတို့ခံစားရတဲ့ဒီ environment management degree ကိုပေါ့နော်ကျွန်တော်ဒီ Malaysia ကဒီ UPM တခုထဲမှာသူက offer လုပ်ထားတာလို့တွေ့ရတယ်တခြားသော university မှာကျတော့ဒီ environment program တွေရှိတယ်ဒါပေမဲ့သူက environment science environment technology environment engineering ပေါ့နော်ဒီလိုမျိုး specialization တွေကိုပို focus ထားဖြစ်တယ်ပေါ့နော်တော် တို့ရဲ့ university UPN တခုထဲမှာပဲဒီ environment management ဆိုပြီးတော့မှလုံးဝ entitled လောက်ထားတဲ့ဘာသာရပ်လေး specialization လေး major လေးကိုကျွန်တော်တွေ့တဲ့အချိန်မှာအရင်သဘောကျသွားတယ်ပြီးခုနကကျွန်တော် mention လုပ်ခဲ့သလိုပဲဒီ Malaysia ကလည်းဒီကျွန်တော်တို့ပေါ့နော်ဒီ Southeast Asia မှာဆိုလို့ရှိရင်ပေါ့နော်ဒီ number 1 single ပြောလို့ရှိရင် number 2အနေနဲ့ quality education ပိုင်းနေက affordability အပိုင်းကိုပြီးရင် ဒီ sustainable development အပိုင်းတွေမှာတော့အရန်ကိုမှတိုးတက်လာတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မလေးရှားကိုကျောင်းတက်ဖို့ရွေးချယ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာကျောင်းတက်ကရလဲကျွန်တော်ကဒီ academic setting မှာရော daily conversation သုံးပြတဲ့အချိန်မှာရောအကျွန်တော်တို့ဒီ english speaking environment ကိုရတဲ့အတွက်ကြောင့်မို့ language barrier မရှိဘဲနဲ့ကျွန်တော်ကဘာသာရေးအ sorry ဘာသာအစကားအခက်အခဲမရှိဘဲနဲ့စာလေ့လာနိုင်တော့အရန်ကိုအဆင်ပြေတဲ့သဘောလေးကြရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ malaysia မှာဆိုလို့ရှိရင်ဒါရော english လို့ကိုဒီ malaysia နိုင်ငံသားတွေက second language ပုံစံမျိုးလေးနဲ့ common language ပုံစံမျိုးလေးနဲ့ တို့ကသုံးတာကိုအသားကျနေပြီဒါဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော် lecturery ရင် classmate တွေမကဘူးအပြင်ကကျွန်တော်တို့ conversation တော့ပေါ့နော် daily conversation တော့ကျွန်တော်တို့သုံးတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်လည်း training teacher လေးသုံးနိုင်တယ်အဲဆိုတဲ့ပုံစံမျိုးလေးကိုရှိတော့လေကျွန်တော်ကတော့ဒီပြောမှဆိုရင်ကျွန်တော် bilingual ပဲပေါ့နော်ဆိုတော့မြန်မာနဲ့အင်္ဂလိပ်စာအုပ်ပဲပို့ပြီးတော့မှအတက်မြောက်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့မှအသုံးပြုရတဲ့သဘောကျတဲ့အတွက်ကြောင့်ကျွန်တော် English ကိုဒီမှာကောင်းကောင်းမွန်မွန်ဟိုအလုံးဝအခက်အခဲမရှိဘဲနဲ့ပြောဆိုပြီးတော့မှတောင်းတက်နိုင်တယ်စာလေ့လာနိုင်တယ်ဆိုတော့ကျွန်တော်အတွက်ကတော့ ရန်အဆင်ပြေပေါ့နော်ဆိုတော့အကျွန်တော်ရဲ့ဒီ salary pro လုပ်ဖို့ research လုပ်ရတဲ့အပိုင်းကဒီဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ salary pro လုပ်ဖို့ကို prep ပေါ့နော်ဟိုအချိန်နဲ့ energy တွေဟိုအများကြီးသုံးပြီးတော့ကိုယ်တိုင် research တွေပေါ့နော်နှစ်နဲ့ချီအောင်ကျွန်တော်လုပ်ခဲ့ရမျိုးရှိတယ်ပြီးလို့ရှိရင် ပြောရမယ်လမ်းပျောက်တာတွေပြောချင် overwhelm ဖြစ်တဲ့ဟာမျိုးလေးတွေအများကြီးကြုံခဲ့ရပါတော့ဆိုတော့ကျွန်တော်တို့လာမဲ့ junior ចောင်းသားလေးတွေပေါ့နော်အဲအတွက်အစင်တင်တင်အောင်ကျွန်တော်တို့အစင်တင်ဖြစ်အောင်လို့ပေါ့နော်ပြင်လွဲကူအောင်လို့ကျွန်တော်တို့လုပ်ပေးချင်တာလေးတွေရှိလာတယ်ပေါ့နော်ဆိုတော့အခုဒီလပိုင်းအပိုင်းခြားလေးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော် UN လည်းမြန်မာကနေပြီးတော့မှဒီ high school level graduate ចောင်းသားလေးတွေအာဒီ higher education ဖြစ်တဲ့ university level program တွေပေါ့နော် explore လုပ်ရှင်တဲ့တက်လန်းကျင်ကြတဲ့ចောင်းသားလေးတွေအတွက်ဒီ academic exploration လုပ်နိုင်မဲ့ university preparatory program ပေါ့နော်ကျွန်တော် UPP လို့ခေါ်ရဲအဲ့ဒါလေးကို develop လုပ်နေရပြည်ရှိပါတယ်ဆိုတော့ UPP မှာဆိုလို့ရှိရင်ကျွန်တော်တို့က academic fee ပေါ့နော်ခုနှစ်ခုပေါ့နော်ခုနှစ်ခုမှာဆိုကြတော့ IT ပါမယ် social science ပါမယ် stems ပေါ့နော်အဲ့လိုမျိုး science and technology fees ပါမယ် business ပါမယ် medical ဘိုင်းနဲ့ပတ်သက်တဲ့ဘာသာရပ်တွေပါမယ် arts ပါမယ် being environmental and sustainability studies ပေါ့နော်ကျွန်တော် specialization ဒီ sector လေးတွေဒီ fee လေးတွေပါမယ်အဲ့ဒီ fee တစ်ခုချင်းစီအောက်ကနေပြီးလို့ရှိရင် specialization နောက်ခုပေါ့နော်ဆိုတော့ဥပမာပြောမယ်ဆိုရင်ကျွန်တော် environmental management ဖြစ်လာပြီးလို့ရှိရင် urban planning ဖြစ်လာ ုမျိုးလေးခွဲသွားတဲ့ကျွန်တော်တို့ specialization လေးတွေကိုလည်းခွဲပြီးတော့မှကျွန်တော်တို့အစုစုပေါင်း total ပြန်စုလိုက်ရင် a cost အခု40လောက်ကိုကျွန်တော်တို့ integrate လုပ်ပြီးတော့မှပေါ့နော်ကျွန်တော်တို့တင်တင်လို့ရအောင်အကြောင်းသားလေး explore လုပ်လို့ရအောင်ဒီဘာသာရပ်တွေအကြောင်းကိုပေါ့နော်ဟိုကတက်တူမတက်ခင်မှာတင်းကြီးကောင်းကြီးဖြစ်သွားအောင်နားလည်သွားအောင်ကျွန်တော်တို့ကနေပြီးတော့မှဟိုတခြားလေးပြင်ဆင်ပြီးတော့မှချပြပေးဖို့ရှိတယ်ဆိုတော့အဲ့ဟာလေးကိုလည်းတောင်းပြပေးကြဖို့အတွက်ကျွန်တော်ဒီမားလေးထပ်ပြီးတော့မှတစ်စကားပါကျင်တယ်ပေါ့နော် ။ဆိုတော့ကိုလိုပဲဒီလိုစူးစမ်းနေတဲ့လူငယ်တွေအားလုံးကိုဘာတွေအကြံပေးကြလဲ။စတီဘက်ကအကြံပြုချက်လေးပြောပြပေးပါဦးရှင်။အာဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့လိုပဲပေါ့နော်။အဲ့လိုစူးစမ်းပြီးတော့မှအာ လို့စူးစမ်းနေကြတဲ့လူငယ်တွေအတွက်ပေါ့နော်ကျွန်တော် encourage လုပ်ချင်တဲ့ message ရောရှိပါတယ်ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီ study abroad journey ကိုရှောင်လန်းလာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကို passionate ဖြစ်တဲ့ဒီ academic fee တော့လကောက်ဒီ career pathway တော့လကောက်ပေါ့နော်ဒီလိုဟာမျိုးလေးတွေကိုရှာဖြေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဟိုအခက်အခဲတွေကျွန်တော်တို့အနေနဲ့အတက်ကြရအများကြီးအများကြီးကြားရတဲ့အနေကျွန်တော်တို့ကနေပြီးတော့မှစူးစမ်းအထောက်ပြီးတော့မှကြံ့ကြံ့ခံပြီးတော့မှကျွန်တော်တို့ဟိုရှေ့ဆက်ရှောင်လန်းလာမျိုးလေးဖြစ်တယ်ပေါ့နော်ဆိုတော့အလုံးပဲကျွန်တော်တို့ dream shop ပဲနဲ့ကျွန်တော်တို့တစ်ချိန်ချိန်မှာတော့ပေါ့နော်ကိုရည်ရွယ်ထားတဲ့အဒီ mindset တွေရည်ရွယ်ချက်တွေကို account ဖော်နိုင်မှာ ါပါဆိုတော့ယုံကြည်ချက်လေးထားပြီးတော့ပါပေါ့เนาะကျွန်တော်တို့အခုလက်ရှိချိန်မှာအကောင်းဆုံးလှုပ်ဆောင်ပါပြီးရင်တော့ကျွန်တော်တို့ကောင်းမွန်တဲ့အခွင့်အမ်းတွေလည်းအများကြီး explore လုပ်လာမှာပါလို့ကျွန်တော်အဲဒီဟာကိုတော့ဟိုပြောမလဲအဆုံမှာတောင်းပေးခြင်းတယ်ပေါ့เนาะဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးဒီ video လာရောက်ပြီးတော့မှပါဝင်အားဖြစ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဒီ season နေရှိလို့ရှင်လည်းကူညီပေးပါအောင်နော်